အားလုံးမှာလည်းပါခင်ဗျာဝင်းဘောဘချန်နယ်ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့2026မတိုင်ခင်ချဲစီတင်ကံရမဲ့ပွဲစဉ်10ပွဲနဲ့ပတ်သက်ပြီးအဲ့ပွဲစဉ်တွေမှာဆိုရင်ချဲစီအနေနဲ့ရမှတ်ဘလောက်ရယူနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးမှုပြုလုပ်သွားမှာဖြစ်ပါတယ်လက်ရှိချိန်မှာတော့အန်ဆိုမာရက်စကာရဲ့ချဲစီတင်ကရမှတ်20ရရှိပြီးတော့ပရီးမီးယားလိရဲ့အဆင့်3နေရာမှာရပ်တည်နေပါတယ်အဆင့်1နေရာကအာဆင်နယ်နဲ့6မှတ်กว่าအနေထားမှာရှိနေပါတယ်ဒီချိန်မှာတို့ဒီချဲစီတင်ဖန်တွေကဒီသူတို့အသင်းအနေနဲ့ချန်ပီယံမဖြစ်နိုင်တော့ဘူးချန်ပီယံဒီ လုံးဝမဖြစ်နိုင်ဘူးဆိုတော့ဒီဒီမှတ်ချက်ရေးတာလေးကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ဒီတရားနဲ့ပတ်သက်ပြီးဟိုကျွန်တော်ပြောပြချင်တာကဟိုအတင်းတင်းကဟိုချန်ပီယံဖြစ်ဖို့မဖြစ်ဖို့ဆိုတာထက်ဒီနောက်ရာသီတွေမှာချန်ပီယံဖြစ်ဖို့အတွက်ဆိုရင်ဒီနှစ်လိုရာသီမှာလည်းတိုက်တယ်ရေးစ်မှာပြိုင်ခဲ့ဆိုင်ခဲ့တဲ့အတွေ့အကြုံအားလည်းလိုသေးတယ်ဗျဥပမာလီဗာပူးကိုပဲကြည့်ဗျာသူတို့ဒီ2018 2019မှာဆိုရင်ဒီမန်ချက်စတာစီးတီးနဲ့တိုက်တယ်ရေးစ်မှာပြိုင်ဆိုင်ခဲ့တယ်အဲ့အချိန်မှာသူတို့ ဒုတိယရခဲ့တယ်သူဘာပဲပြောပြောအဲ့ရသူတို့အဲ့မှာအတွေ့အကြုံရှိသွားပြီအဲ့တော့ကြောင့်သူတို့ဒီ2019 2020မှာဆိုရင်သူတို့ဒီချန်ပီယံစုကိုသူတိတ်ပိုက်နိုင်ခဲ့တယ်ဒါအပြင်သူတို့ပြီးခဲ့တဲ့နှစ်မှာဆိုရင်လည်း2024 2025မှာဆိုရင်လည်းထပ်ပြီးတော့ချန်ပီယံဖြစ်ခဲ့တယ်ဆိုတော့အဲ့ဒီပြီးခဲ့တဲ့နှစ်မှာဆိုရင်လည်းလီဗာပူးကဒီတိုက်တဲ့ race မှာပြိုင်ဆိုင်ခဲ့တဲ့အတွေ့အကြုံကရှိတယ်ဗျာအဲ့အချို့ player တွေရှိတယ်ဗျာဒီ Bajer Van Dijk တို့နောက်ပြီးဒီ Robertson တို့ Arno တို့ဒီဒီကစားသမားတွေ တွေးကြုံရှိတဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်လီဗာပူးအနေနဲ့ဒီတိုက်တဲ့ race မှာခက်ခဲမရှိပဲပြီးခဲ့တဲ့နှစ်ကဒီချန်ပီယံဖြစ်ခဲ့တယ်။ဒါကြောင့်ချက်စင်းအနေနဲ့ကလည်းကျွန်တော်ပြောပြချင်တာကဒီချန်ပီယံဖြစ်ဖို့မဖြစ်ဖို့ဆိုတာထက်ဗျာ။ထပ်ပါတော့ယာဒီက38ပွဲကန်မှာတော့မှန်တယ်။ဒါပေမဲ့၄ချိုး၃ချိုးလောက်ဖြစ်ဖြစ်ထပ်ပါတော့၃ချိုး၂ချိုးလောက်ဖြစ်ဖြစ်တိုက်တဲ့ race မှာပြိုင်ခဲ့တဲ့အထွေထွေကလိုအပ်တယ်။ဒါကြောင့်ကျွန်တော်ဒီယာဒီမှာချက်စင်းအနေနဲ့ဒီတိုက်တဲ့ race မှာ အနေထားတစ်ခုလောက်အထိပြိုင်ဆိုင်နိုင်ဦးမယ်လို့တော့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ချက်စီးရဲ့ဒီဟာဒီဒီတိုက်စစ်အစုဖွဲ့နဲ့ကွင်းလန်အစုဖွဲ့ကလက်ရှိဒီပရီးမီးယားလိမှာဆိုအရန်အားကောင်းတဲ့အသင်းထဲမှာပါဝင်နေပြဒါကြောင့်ကျွန်တော်ကတော့တိုက်တယ်ရေးစ်မှာချက်စီးကိုအနည်းငယ်မျှော်လင့်ခြင်းသေးတယ်ဆိုတော့အန်ဆိုမာရက်စကာရဲ့ Chelsea တင်းနေနဲ့2026မတိုင်ခင်ပရီးမီးယားလိပွဲစဉ်၈ပွဲတိတိကန်သွားရဖို့ရှိနေပါတယ်။ပထမဆုံးပွဲတင်ကတော့ဒီ International Break ပြီးသွားရင် Chelsea တင်နဲ့လာမယ့်စနေနေ့မှာဘန်လီတင်းနဲ့အဝေးဝင်းပွဲစဉ် ကစားရမှာပဲဖြစ်ပါတယ်။ဘန်လီရဲ့ကစားပုံကနည်းငယ်မာကျော်တယ်ဆိုပေမဲ့ Chelsea တိတိကျကျကစားရင်၃မှတ်ပြည့်ရနိုင်တဲ့ပွဲစဉ်မှာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီသမလာတရက်နေ့မှာ Arsenal နဲ့ဒီ Stamford Bridge မှာကန်ရမှာပါ။ဒီပွဲစဉ်ကတော့ Chelsea အတွက်ဟိုဒီဟာဒီတိုက်တဲ့ race လဲဟိုအဆုံးဖြတ်ပေးနိုင်တဲ့ပွဲစဉ်လဲဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ဟိုဒီပွဲစဉ်က Chelsea ခြေချော်သွားတယ်ဆိုရင်ဒီ goal man အနေထားကဟို Chelsea အတွက်ခက်ခဲနိုင်တယ်။ဒါကြောင့်ဒီပွဲစဉ်ကို Chelsea မရှုံးအောင်သတိထားကစားဖို့လိုအပ်ပါတယ်။ စတန်ဖို့ဘုရင်မှာကန်ရတယ်ကန်ရမှာဆိုတော့ချယ်ဆီအတွက်အခွင့်အရေးရှိနိုင်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီသမားလာ၄ရက်နေမှာလစ်ယူနိုက်တက်အဝေးဝန်းပွဲစဉ်ကစားမှာဖြစ်ပါတယ်ဒီပွဲစဉ်ကဟိုဟိုခုနပြောခဲ့သလိုပဲဒီချယ်ဆီရဲ့ဟိုတိုက်စစ်နဲ့ဝင်လာတဲ့အစုအဖွဲ့ကြောင့်ဒီပွဲစဉ်ကလည်းဒီသုံးမှတ်ပြည့်ရနိုင်တဲ့ပွဲစဉ်တစ်ပွဲပါနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီသမားလာ9ရက်နေမှာဘုံမောင်းနဲ့အဝေးဝန်းကစားမှာဖြစ်ပါတယ်ဒီဘွဲတွေကတော့ချယ်ဆီအတွက်ခက်ခဲနိုင်တယ်ဗျဘာလို့လဲဆိုတော့ဘုံမောင်းရဲ့လက်ရှိတိုက်စစ်ပေးကစားဟန်ကြောင့်ဒီချယ်ဆီရဲ့ဒီခံစစ် နည်းငယ်အားရောမှုကြောင့်ဒီ Chelsea ခက်ခဲနိုင်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီသမလာ14ရက်နေ့မှာ Everton တင်းနဲ့အိမ်ခွင်မှာကစားမှာပါဒီပွဲတွေကတော့ Chelsea တို့ကရန်ကြီးမခက်ခဲလောက်ဘူးပြဘာလို့လဲဆိုတော့ Everton ဟိုကစားပုံမာကျော်တိတိုင်အောင်အိမ်ခွင်မှာလည်းကန်ရမယ်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကဒီပွဲစဉ်မှာ Chelsea သုံးမှတ်ပြည့်ရနိုင်တဲ့ပွဲစဉ်လို့မြင်မိပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီသမလာ22ရက်နေ့မှာ Newcastle နဲ့အဝေးခွင်းမှာတွားရောက်ရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကတော့ Chelsea ခက်ခဲနိုင်ပါတယ်။ဘာလို့လဲဆိုတော့ Newcastle ရဲ့စိတ်ကြိမ်ပတ်ကွင်းဆိုတာဘယ်အသင်းပဲဖြစ်ဖြစ်မလွယ်ကူပါဘူး။ Chelsea ခက်ခက်ခဲခဲကစားဖို့ရှိနေပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီသမလာ28ရက်နေ့မှာ Aston Villa နဲ့ England Stamford Bridge မှာကံရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကတော့ဟို Chelsea အိမ်ဝင်မှာလည်းကံရမယ်။နောက်ပြီးဒီ တိုက်စစ်မှာလည်းအဲ့ချိန်မှာကျွန်တော်ထင်ပိုပြီးတော့လူဆုံနိုင်တဲ့အတွက်ကြောင့်ချယ်ဆီဒီပွဲစဉ်မှာလည်း၃မှတ်အပြည့်ရနိုင်ပါတယ်။နောက်ဆုံးပွဲစဉ်တစ်ပွဲကတော့ဒီသမလာ31ရက်နေ့မှာဒီဘုံမောင်းနဲ့ဒုတိယကြောက်တို့ထပ်ပြီးကဲရမယ်ကြာ။ဒီပွဲစဉ်ကတော့ချယ်ဆီရဲ့အင်ဂွင်းစတန်ဖို့ပရိမာကဲရမှာပါ။ဒါကြောင့်ချယ်ဆီအနေနဲ့ဒီပွဲစဉ်မှာတော့၃မှတ်အပြည့်ရနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့မြင်မိပါတယ်။ဆိုတော့ပွဲစဉ်၈ပွဲမှာချယ်ဆီအနေနဲ့ရမှတ်ပြည့်ရနိုင်တဲ့ပွဲစဉ်က၅ပွဲလောက်ရှိပါတယ်။ဘန်လီနဲ့ဝေးဝင်းပွဲစဉ်တို့ရမှတ်ပြည့်ရနိုင်တယ်။ Leeds နဲ့အဝေးခွင်းပွဲစဉ်ရမှတ်ပြေးရနိုင်တယ်။ Everton နဲ့အိမ်ခွင်းပွဲစဉ်မှာရမှတ်ပြေးရနိုင်ပါတယ်။ Aston Villa နဲ့အိမ်ခွင်းပွဲစဉ်မှာဆိုရင်ရမှတ်ပြေးရနိုင်ပါတယ်။ဘုံမောင်းနဲ့အိမ်ခွင်းပွဲစဉ်မှာလည်းရမှတ်ပြေးရနိုင်ပါတယ်။ဆိုတော့ခက်ခဲမယ်ဆိုရင် Chelsea အနေနဲ့ Arsenal နဲ့ပွဲကသူတို့ကခက်ခဲနိုင်တယ်။ဘုံမောင်းနဲ့အဝေးခွင်းပွဲစဉ်သူတို့ခက်ခဲနိုင်တယ်။ Newcastle နဲ့အဝေးခွင်းပွဲစဉ်ခက်ခဲနိုင်ပါတယ်။၅ပွဲကဒီ Chelsea ဒီ ခုနပြောခဲ့သလိုပဲတည်တည်ချာချာကစားမယ်ဆိုရင်ရမပြေရနိုင်ပြီးတော့၃ဘွဲလောက်ကတော့ Chelsea ဒီအနေငယ်ခက်ခဲနိုင်တယ်လို့သုံးသပ်မိပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။